အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာကစားမယ့်ဥရောပရဲ့ချန်ပီယံလိပ်ပွဲစဉ်တွေကို တူတူစောင့်စားရင်းလူကြီးမင်းတို့ရဲ့ဘီးစိတ်နဲ့ပလန်လေးတွေကိုကူညီဖြည့်ဆည်းပေးဖို့အတွက်မိမိတို့ရဲ့ ABC Sport Channel လေးကိုစတင်ဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲ ABC Sport Channel လေးကနေကြိုဆိုလိုက်ပါတယ် ီနေ့ညမှာပွဲစဉ်တွေအများကြီးရှိတဲ့အနံမှာကြေးအောင်နိုင်ကြီးအများဆုံးအနံရရှိနိုင်မှုရာဂိုင်းနှုန်းအများဆုံးအသင်းတွေကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။သုံးသက်ချက်တွေကတော့မပြောပြတော့ပါဘူးเนาะရှုံ့လို့ဤချင်းတခြားခြံလုံးမှာတွားရောက်လည်လာကြဖို့အတွက်တိုက်တွန်းလိုပါတယ် မတ်၁နာပိုလီနဲ့စပိုတင်ပွဲဒီပွဲစဉ်ကိုတော့ဒီနေ့ညတနာရီခွဲမှာကံမာဖြစ်ပြီးနာပိုလီမှစပိုတင်အသင်းကိုတရေ90ရှုံးပေးထားပါတယ်ဂိုးပေါင်းကတော့နှလုံးသွင်း80ရှုံးပါနာပိုလီအနိုင်ဖြစ်ပြီးဂိုးမပြတ်နိုင်ပါဘူးဂိုးရလက်အနေနဲ့နာပိုလီ1စပိုတင်0ဖြစ်မယ်ထင်ပြီးဂိုးပေါင်းအောက်ကြိုက်ပါတယ်နံပါတ်2မိုနာကိုနဲ့မန်စီးတီးပွဲ အဝေးကွင်းကန်ရမယ်မန်စီးတီးအသင်းကမိုနာကိုအသင်းကိုတလုံးသွင်း60ရှုံးပေးထားပြီးဒီပွဲအတွက်ဂိုးပေါင်းကတော့၄လုံးသွင်းအပြည့်နိုင်ပါခြေစွမ်းပိုင်းအရအားသာချက်ရှိတဲ့မန်စီးတီးတေချာပေါက်အနိုင်ရရှိမှာဖြစ်ပြီးဂိုးပြက်မပြက်စောင့်ကြည့်ရမှာပါဂိုးရလက်ခံမှန်းချက်ကတော့မိုနာကို1မန်စီးတီး3ဖြစ်နိုင်ခြေရှိတယ်လို့ထင်မိပါတယ်မန်စီးတီးဘော်ဒီကြိုက်ပါတယ်နံပါတ် 3ဘာစီလိုနာနဲ့ PSG ပွဲအင်္ဂွေအခန့်ကစားရမယ်ဘာစီလိုနာမှ PSG တင်းကိုတလုံးသွင်း45အနိုင်ပေးထားပြီးဘိုးပေါင်းကတော့၃လုံးသွင်းရင်65ပြအရှုံးပါဒီပွဲစဉ်မှာအပြန်အလှန်သွင်းကိုးတွေကိုတွေ့မြင်ရမှာဖြစ်ပြီးဘာစီလိုနာနိုင်ရနိုင်ခြင်းအနေငယ်ရှိပါတယ်။ဘိုးရလက်ခံမှန်းချက်ကတော့ဘာစီလိုနာ 3P SG2 ပါဘိုးပေါင်းပေါ်တည်ချပါတယ်။ နမတ်လေးဒေါမုံနဲ့ဘီဘာအိုပွဲဒေါမုံမှဘီဘာအိုကိုတလုံးသွင်းမှာကခု25ပြားအနိုင်ရရှိမှာဖြစ်ပြီးဂိုးပေါင်းကတော့၃လုံးသွင်း60အနိုင်ပါဒေါမုံအနိုင်သေးချပြီးဂိုးပြက်မပြက်စောင့်ကြည့်ရမှာပါဂိုးရလက်ခံမှန်းချက်ကတော့ဒေါမုံဖိုးဘီဘာအိုဝမ်းပါဒီနေ့ရွေးချယ်ထားတဲ့၄ပွဲအနက်မှ အကြိုက်ဆုံးတစ်ပွဲနဲ့တေချာပေါက်ကြေးအောင်နိုင်ခြေရှိတဲ့ပွဲစဉ်ကတော့ ဒေါ်မွန်ပွဲဖြစ်ပါတယ်ဒေါ်မွန်ဘော်ဒီကြိုက်ပါတယ်လို့ပြောကြရင်နှုတ်ခွန်းဆက်တလိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းရင်းပြန်လည်ဆုံတွေ့ကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ဘိုင်းဘိုင်း